မုစလင်တွေနဲ့ဆိုင်တဲ့လူရဲမှုတွေကိုကန့်သက်တာတွေလုပ်ကြမျိုးဖြစ်လာနိုင်တဲ့ဥပဒေတရက်ကိုအိန္ဒိယအောက်တတော်ကအတိအပြပြထားလိုက်တယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံထဲမှာလူနည်းစုဖြစ်တဲ့မုစလင်တွေနဲ့ပတ်သက်တဲ့လူရဲမှုတွေ၊ရမုံငွေတွေ၊ဝေဘရတာပင်တွေ၊မြေယာနဲ့အဆောက်အုံတွေကိုကြီးကြပ်ဖို့နဲ့စီမံခန့်ခွဲဖို့ဖွဲ့စည်းထားတဲ့ကိုကဲရေးအဖွဲ့နဲ့ဆိုင်တဲ့ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်ဆင်ချက်အချို့ဟာမုစလင်တွေနဲ့ဆိုင်တဲ့လူရဲမှုတွေနဲ့ပတ်သက်ပြီးအကန့်အသတ်တွေပြလာနိုင်တယ်လို့အိန္ဒိယကအတိုက်ခံနိုင်ရေးပါတီဖြစ်တဲ့ကွန်ဂရက်ပါ တီခေါင်းဆောင်ရာဦးခန့်တီကပြောကြားခဲ့ပါတယ်။ကိုကဲကြီးအဖွဲ့ဝင်နေတဲ့မှာမွစလင်မဟုတ်သူတွေကိုပါထိသိမ်းခံနိုင်နေဆိုတဲ့ပြင်ဆင်ချက်ဟာအရင်မဝင်ရရေးဖြစ်လာနိုင်တယ်လို့စက်ကျင်ရောက်ကြသူတွေကထောက်ပြခဲ့ကြတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံထဲမှာဘယ်လီဖျားကြောင်လိုမျိုးမွစလင်တွေနဲ့ဆိုင်တဲ့အဆောင်ရှစ်သိန်း9200ကျော်နဲ့မြေကျဲအေကတသိန်းကျော်ရှိနေပြီးကာလာတက်မိုးရဆိုရင်အမေရိကန်ဒေါ်လာ၁၄သန်းမှ20ဘီလီယံကျော်တက်မိုးရှိရလို့ခန့်မှန်းထားပါတယ်။လက်ရှိအိန္ဒိယအနာယာပါတီဖြစ်တဲ့ ့ BJP ပါတီဟာဟိန္ဒူမျိုးသားရေးဝါဒကိုအသားပေးတဲ့ပါတီဖြစ်ပြီးအောက်လွတ်တော်မှာမဟာမိတ်ပါတီတွေနဲ့လက်တွဲပြီးဒီဥပဒေကိုပြဋ္ဌာန်းနိုင်အောင်ဇုံပန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။